ဇလန်လေးရဲ့စာမှာတော့ဒီနေ့ဟာမွေးရက်မွေးနေ့ဖြစ်ပြီးဝင်းပလီနဲ့တိုကီတွေထိုင်ဖို့နေကြပါလိမ့်။ကော်ဖီဆိုင်ကဝန်ထမ်းတွေအပါအဝင်လာတော့တဲ့ကစတမာတွေကပါသူတို့နှစ်ကောင်ကိုကြောက်နေကြပေမဲ့ဝင်းပလီကတော့ကော်ဖီပိုးတွေပြင်တစ်မှန်တွေပါပေးသွားခဲ့ပါလိမ့်။ နောက်တော့ဘန်တွန်းကိုဝင်ရောက်ကလက်နက်မပါဘဲဓားမြတိုက်ပြီးထွက်ပြေးလာခဲ့ပါတော့တယ်။ဝမ်ပလီဆိုတာကတော့အစားအုပ်တိုင်းပုံမြင်တိုင်းမှာလူသိုးလူလိန်ဖြစ်တာမို့အခုလည်းသူကလူသိုးတစ်ခုတည်းဖြစ်တဲ့အကြောင်းမိတ်ဆက်ပါတယ်။သူဟာဒီမျိုးရဲ့ခိုးသိုးလူနိုင်လုံးနေတဲ့အဖွဲတစ်ခုဖြစ်ပြီးတော့မွေးကတော့ဖောက်တွန်းဝိဇာတကောင်ပါ။ကမ္ဘာပေါ်မှာသူမဖွင့်နိုင်တဲ့တော့ပေါ့မရှိသေးပဲအတော်ဆုံးဝိဇာတယောက်ဖြစ်ပါတယ်။သူတို့အဖွဲထဲမှာဟက်ကာတကောင်လဲပါပြီးတော့ဘလို့နီးပညာမျိုးကိုမစိုးဖောက်တွန်းဝင်ရောက်နိုင်ပါတယ်။ သူကတော့ပင့်ကူမာလေးပါအဖွဲအတွက်လိုအပ်တဲ့နည်းပညာတွေအပြင်ခိုးယူဖို့အတွက်ပါစူးစမ်းပေးလေးရှိပါလေနောက်ထပ်တစ်ကောင်ကတော့ငမန်းဖြစ်ပြီးရုပ်ပြောင်းရုပ်လဲပညာကိုတော်လွှင့်တာမဟုတ်မိုနာလီဇာပကြီကားရဲ့နေရာမှာသူ့ရုပ်ကိုအစားထိုးပြီးခိုးခဲ့ဘူးပါလေနောက်ဆုံးတစ်ကောင်ကတော့အသားစားငါဖြစ်ပါလေသူကဖိုက်တာတစ်ကောင်ဖြစ်ပြီးတိုက်မယ်ခိုက်မယ်ကိုက်မယ်ဝါမယ်ဆိုတဲ့ကောင်ဖြစ်ပါလေအရာရာကိုတိုက်ရိုက်ခိုက်ရင်လည်းဖြည့်ရှင်းလေးရှိပါလေ သူတို့အဖွဲ့ရဲ့ခေါင်းဆောင်ကတော့ဝင်းပလေဖြစ်ပြီးကားမောင်းတာလေအင်မတန်ကျွမ်းကျင်ပါတယ်ဝင်းပလေတကောင်ပီပီညနေညနဲ့ညဝညံပြတွေအကုန်လုံးကိုထွက်တာမို့အကုန်လုံးရဲ့ခေါင်းဆောင်ဖြစ်ပြီးအထာကျနေတာပါအခုလေသူတို့နောက်ကလိုက်လာတဲ့ရဲမှုကိုအယူလောက်ကလွတ်အောင်ဖြည့်ထွက်လာတာမို့အံ့ဩစရာလေးကောင်းလာပါတယ်ဒီထဲမှာရဲတွေကိုစိတ်ကြဲမွေနောက်ပြီးတဲ့အခါမှာတော့လူသိုးကြီးများဖွဲ့ကလည်းသူတို့ရဲ့စခန်းလေးထီကိုပြန်လာကြပါတယ်စခန်းထဲမှာတော့ကဘာနဲ့ကတံပိုးကြီးပစ္စည်းတွေရွှေတွေငွေတွေကတောင်ပုံရာပုံဖြစ်နေပြီးထားစရာနေရာတော့မရှိတော့ပါဘူးလူသိုးကြီးများဖွဲ့ထဲမှာဝင်းပလွေမွေပွေ ွေးပင့်ကူမှာငမန်းနဲ့အသားစားငါးတွေပါဝင်ကြတာမို့သူတို့ဟာသူနည်းသူဟန်နဲ့မူရတွေကစိုးသွမ်းကြတာပါအဲ့လိုစိုးဖာပေးဆိုတဲ့ကောင်တွေကတကိုးတပြားလုံးနေတာမို့ထင်မထားလောက်အောင်ကြောက်စရာကောင်းကြပါလေ သူတို့တဘောအလုံးအတွက်မပူမပင်ရတဲ့ငွေပမာဏရှိနေပေမဲ့ဂုံသိက္ခာအတွက်ခိုးဆိုးလူနိုင်လုံနေကြတာပါငွေရဲ့မွေးနေမှာရေခဲချောင်းကိုငွေကလှုပ်စားတော့တာမို့လေးကောင်သာပြဿနာတက်နေကြတဲ့ချိန်ဝင်ပလီကတော့သတင်းဖွင့်ကြည့်ပါလေသူတို့ရဲ့အချောင်းကိုချီမွန်းခုံပြုတ်ပြီးရဲတွေရဲ့ဒေါသတွေကိုကြည့်ရမယ်ထင်ထားခဲ့တာပါတကယ်တမ်းမှာတော့ဒိုင်ယန်ဖော်စင်တန်လို့ခေါ်တဲ့မြေခွေးမလေးမျိုးတော်ဝင်ဟာသူတို့ကိုမကြောက်တဲ့အချောင်းပြောလာခဲ့ပါလေဘန်ခွဲလေးတွေရွှေတုံငွေစလေးတွေကိုခိုးနေုံဓမြတိုက်နေုံနဲ့ဂုံသိက္ခာရှိသခိုးတွေလို့မတတ်မှတ်ပဲတကယ်ချမ်းမယ်ဆိုရင် ရွှေလင်းပိုင်စုတစိတ်ကိုလာခိုးဖို့ရအတွက် ဲ့အတဲစိန်ခေါ်လိုက်ပါတယ်။ဒါကြောင့်မခံချင်တဲ့ဝံပလူကလည်းရွှေလင်းမိုင်စုတသိက်ကိုခိုးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အဆိုပါရွှေလင်းမိုင်ကတော့လူသားချိုးပြုတ်လုပ်ငန်းတွေပြရဟိတလုပ်ငန်းတွေကိုအားသက်တရော်လုပ်ခဲ့တဲ့ပူးလေးကိုပေးဖို့ပါ။ငွေကတော့သူတို့မှလည်းစားမကုန်တဲ့စီးတင်တွေရှိနေပြီမို့ဒီလောက်ကိုမလုပ်ဖို့နဲ့ဒါကမျိုးရုံဝင်ဒိုင်းရဲ့ထောင်ချောက်ဆိုတာကိုရှင်းပြပါတယ်။သူတို့ထံညံကောင်းပြီးအထာချတဲ့ဝံပလူကထောင်ချောက်ဆိုတာကိုသိပေမဲ့ဂုံတိတ်ခါတရားရဒီလောက်ကိုလုပ်ချင်နေတာပါ။ပူးလေးကိုမုန်းနေတဲ့ငွေကလည်းဒီရွှေလင်းမိုင်ရုပ်ကလေးကိုမပေးချင်တာမို့ပူးကိုစားပြစ်မယ်ဆိုတာသဘောတူလိုက်ပါတော့တယ်။ စုပေပဲမစခင်ရွှေလင်းမိုင်စုစိတ်ဟာစင်နောက်မှာရှိမှဖြစ်ပြီးလုံချုံရေးထက်ထက်ချထားမှာပါအစင်းတဲ့အနေနဲ့ကတော့သူတို့ငါးကောင်ဟာပွဲလာတဲ့ဧည့်သည်တွေလိုဟန်ဆောင်ရုံးထောက်ရမှာဖြစ်ပါတယ် တေချာရုပ်ဖြတ်ပြီးအချာနာပြင်ဆင်လာတဲ့လူသိုးကြီးတွေကိုလည်းဘယ်သူမှမယိမ်းမိကြပါဘူးဒီစုကိုလာယူမဲ့မမလီဆိုတဲ့ပူးကောင်လေးစီကိုလူတွေအာယုံရောက်နေတော့မှလှုပ်ရှားကြရမှာပါစုကိုထားတဲ့အခန်းကိုတော့လုံချုံရေးတင်းချက်ထားပြီးပထမအဆင့်တော့ကတော့ရိမ်မှုကြီးစီမှာဖြစ်ပါတယ်ဒုတိယအဆင့်ကိုတော့မြို့တော်ဝင်ရဲ့မျက်လုံးစကန်နဲ့ဝင်ရမှာဖြစ်ပြီးတကားဘောမှာလည်းအထူးလေးကျင်ထားတဲ့နှစ်ကောင်လုံးရှိနေမှာပါပွဲကိုရောက်တာနဲ့ဝင်းပလွေကတော့သူ့ရဲ့ပုံစံတိုင်းမြို့တော်ဝင်မြေခွေးမလေးကိုဝင်လုံးပါတယ်အလားပြထားတဲ့အမတ်ရုပ်ထုကြီးကိုကြည့်ကအမတ်ကအမတ်ဖြစ်တဲ့အကြောင်းနဲ့မစ ီမဆိုင်လူတို့ကြီးမြအဖွဲကကြုံเสียကောင်းတဲ့အကြောင်းအာသွားချောင်ပါလေမြို့တော်ဝင်ဒိုင်ရန်ကလည်းအမိုက်ဆိုတာကပြန်လဲပြုပြင်ထိန်းသိမ်းမယ်ဆိုရင်ရွှေလိုပဲဖြစ်ပြီးအမိုက်တိုင်းမှာအသုံးဝင်တဲ့အကြောင်းရှင်းပြပါလေပုံပွန်လင်းလင်းနဲ့ချစ်စရာကောင်းတဲ့မြေခွေးမာလေးကိုကိုကြီးဝင်မလွေကလည်းစတင်တဘောတွေ့လာပြီးပုံလေးတစ်ပုံတော့ရိုက်ခွင့်ပေးပါဆိုကဆက်ဖီကောက်ဆွဲပါလေဒီလိုနဲ့ပွဲစားကန်ဒီမှာတော့လူတို့ကြီး၅កောင်ကလည်းပွဲနေရာကိုဝင်လာခဲ့ကြပါလေအဖွဲသားတွေကလည်းကိုစီနေရာယူပြီးတဲ့အခါမှာတော့ပင်းကူမာလေးကကွန်ပျူတာထိန်းချုပ်ခန်းကနေတဆင့်ဟက်ကာဆက်လုပ်ပါလေဝင်မလွေကလည်းရဲမူးကြီးကို ဝင်းတိုက်ကဝင်းကွန်းကပ်ကိုခိုးနိုင်လိုက်ပြီးအသားစား၅ကလည်းဝိတ်တာလိုရုပ်ဖြတ်ပြီးနေပါပြီ။ဝင်းပလီကတော့အသားစား၅ဖွင့်ထားတဲ့လမ်းကိုလိုက်နေရင်လမ်းကြုံခပိုက်နှိုက်လိုက်ပါသေးတယ်။ဖြေကမှဒေါ်လာတွေအပြည့်နဲ့တွန်းတုံကြီးဆင်းနေတဲ့ဘွားတော်ကိုလှမ်းလိုက်ဖို့ပြင်ပါတယ်။ ါပေမဲ့ဘွားတော်ကခြေချော်ပြီးပြုတ်ကျသွားတော့မို့ဝင်းပလေဟာဘွားတော်ကိုကယ်ပေးလိုက်သလိုဖြစ်သွားပါတယ်ခြေသူတင်သွားတဲ့ဘွားတော်ကလည်းမင်းဟာတကယ်လူကောင်းလေးပဲအသက်သခင်ခြေသူရှင်ဆိုကပြေးဖက်လိုက်တာမို့တခါမှလူတွေရဲ့ချီးကျူးတာတွေပွေးဖက်တာတွေကိုမခံဘူးတဲ့ဝင်းပလေဟာအမိတွေစတင်နှံ့လာပါတော့တယ်နောက်တော့သူတို့ရဲ့စီစဉ်တိုင်းရွှေလင်းမိုင်စူတသိစီကိုဖောက်ဝင်ဖို့ရအတွက်ငမန်းကိုအာယုံလွှဲခိုင်းပါတယ်ငမန်းကလည်းကလေးမွေးတော့မယ်ဆိုကအချက်ကြီးထော်တာမို့ငမန်းစီကိုအာယုံရောက်နေတဲ့ချိန်အသားစားငားနဲ့ဝင်ပလွေဟာလုံချုံရဲခန့်စီကိုဖောက်ဝင်သွားကြပါတယ်။နောက်တော့အသားစားငားကပဲအဆောက် င်းတစ်ယောက်လုံးကိုတာဝန်ယူဖြည့်ရှင်းပေးလိုက်ပြီးဝင်းမလွေကတော့မြို့တော်ဝင်ရဲ့ဓာတ်ပုံကိုပင့်ကူမာလေးစီပေးပါတယ်။ဝါးနေတဲ့ပုံကိုလည်းအေဂီကော်လက်တီတီပြင်ခိုင်းလိုက်ပြီးမျက်လုံးစကန်ရတာနဲ့တကားကလည်းဖွင့်သွားပြီးရွှေလင်းမိုင်လှူတဲ့စိတ်ဟာလက်တကန်းစီကိုရောက်လာခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာပဲမြို့တော်ဝင်ဒိုင်းရန်ဟာသူတို့မြို့လေးပေါ်ကိုအောက်ကခဲကြွေကြတော့ကအကြောင်းတွေကိုပြောနေခဲ့ပါတယ်။ မြို့ရဲ့အစိတ်အပိုင်းတစ်ခုဟာအပေါက်ကြီးဖြစ်သွားခဲ့ရပြီးမမလီကလည်းမြို့သားတွေကိုကူညီခဲ့တဲ့အကြောင်းတွေကိုဖော်ပြပါတယ်။ဒီလင်းမိုင်စုတစိတ်လေးဟာမမလီလိုပူးကောင်လေးတွေအတွက်ထိုက်တန်ပြီးတော့သူဟာဒီနေ့ရဲ့စံပြပုတ်ကိုဖြစ်ကြောင်းရှင်းပြနေခဲ့ပါတယ်။ ။စင်နောက်ကအသားစားငါးနဲ့ဝင်ပလွေကလည်းမွေရဲကူညီနဲ့ရွှေလင်းပိုင်စုစိတ်ကိုခိုးဖို့လုပ်ပေမဲ့လေးဇာစနစ်တွေကဝိုင်းနာကိုခံလိုက်ရပါတယ်။ဒါကြောင့်ပင်းကူမလေးကိုပဲလေးဇာစနစ်ကိုဟတ်ခိုင်းပေမဲ့နီးပညာမြင့်စနစ်တွေကြောင့်အချိန်9မိနစ်စောင့်ရမှာဖြစ်တဲ့အကြောင်းသိလိုက်ရပါတယ်။တစ်ဖက်ကမာမလီကလည်းသူတနစ်တာလုပ်ခဲ့တဲ့လူသားချိုးဖြူလုပ်ငန်းတွေကိုတိုကီဖုံးနေတဲ့အချိန်အသားစားငါးကတော့မွေရောဝင်ပလွေကိုပါဆွဲထားရတာမို့ဤထွက်ပါတော့တယ်။တဖက်ကရဲမှုကြီးကလည်းကွန်ပျူတာထိန်းချုပ်ခန်းထဲကိုဝင်ဖို့လုပ်ပေမဲ့အထဲကပင့်ကူမကလောချထားတာမို့အော်နေရပါတယ်။ ။ဤငွေတွေဟာလေဝင်လက်ထွားပေါက်ကနေတဆင်ပင်းကူမစီကိုရောက်လာတာမို့အလုံးပိတ်ခန့်တဲ့ကပင်းကူမလည်းမှောက်သွားခဲ့ပါတယ်။ကုကေယာမဲနေတဲ့မွေဝင်းပလွေတားဆားကားနဲ့ပင်းကူတို့ကိုတော့ငမန်းကလာခဲ့ရပါတယ်။ရဲမူးကြီးကိုဇကရောဖိုးရောဝင်လို့တာမို့အခန်းတကာပွန့်သွားပေမဲ့ပင်းကူမကိုလည်းမဖမ်းမိပဲလေစာစနစ်ကိုလည်းဟန့်နိုင်လိုက်ပါတယ်။ဒီလိုကြောင့်ပဲဝင်းပလွေတို့ရဲ့လူသူချင်းများအဖွဲ့ကလည်းရွှေလင်းမိုင်ကိုအလွယ်တကူပဲခိုးနိုင်လိုက်ပါတော့တယ်။ရွှေလင်းမိုင်ခိုးခံရတာမို့ပရိသတ်တွေမြို့တော်ဝင်တွေကလည်းရုတ်ရုတ်တဲတဲဖြစ်နေတဲ့အချိန်လူသူကြီးတွေကတော့အောင်ပွဲရစစ်တီ တွေလိုအသာလေးထွက်သွားဖို့ပြင်ပါတယ်။ပူးလေးမာမလီကလည်းသူ့အတွက်စိုးရိမ်ဘာတွေမလိုအပ်ပဲသူလုပ်ခဲ့တဲ့အရာတွေကဘာကိုမှမျှော်ကိုပြီးလုပ်တာမဟုတ်တဲ့အကြောင်းရှင်းပြပါတယ်။ကောင်းလာလေတခုထုတ်တာနဲ့တင်သူ့ရဲ့အမိသေးသေးလေးတွေကလှုပ်ရမ်းလာပြီးအမွေသေးသေးလေးတွေပါထောင်လာတဲ့အကြောင်းမင်ခွင်ချွေပါတယ်။ဒါကြောင့်အပွားကြီးကိုခုန်ကြီးခဲ့ပြီးအမိနမ်းမိသွားတဲ့ဝင်ပလူကလည်းချောင်းချင်းနေတော့မှာပဲနှက်ခမ်းမွေးတွေကျွတ်ကျသွားတာမို့လူသောကြီးဆိုတာကိုသိသွားခဲ့ရပါတယ်။ရဲတွေကလည်းဝိုင်းထားပြီးမို့ရွှေလင်းမိုင်တခိုးဆိုကဖမ်းဖို့ပြင်ပါတယ်။ မင်းမဘာတက်တဲ့ရှိလို့လဲဆိုကရုပ်တည်ကြီးနဲ့ပြန်ဖြဲပြင်မဲ့ငမန်းစီကနေစုတစိတ်ကနေထွက်ကြလာတာမို့ငင်းမရတော့ပါဘူး။ဘာပဲဖြစ်ဖြစ်အဖမ်းမခံဘူးဆိုကချိုးတနက်နဲ့ပြေးပြင်မဲ့လေခြေကဘောင်းမိတထဲတဲကိုသာမသွားတာမို့ငါးကောင်သားလေးအဖမ်းခံရပါတော့တယ်။မြို့ရဲ့ရသဝင်လူသူကြီးအဖွဲ့ကိုထောင်ချုပ်စင်ဖမ်းနိုင်ခဲ့ပြီဆိုကရေမှုကြီးကလည်းပျော်နေပြီးဝမ်ပလွေကတော့ဂျပိုးကိုလိမ့်ဖြစ်အောင်လိမ့်နေခဲ့ရပါတယ်။ မြို့တော်ဝင်ဒိုင်ယန်ကလည်းသူ့တစိမ့်ကိုပူလေးကိုပေးလိုက်ပြီးသတင်းထောက်တွေနဲ့အင်တာဗျူးလုပ်နေခဲ့ပါတယ်။ဝင်ပလွေကတော့သူ့အဖမ်းမခံရရေးအတွက်မြို့တော်ဝင်ကိုအတင်းဝင်လုံးကသူ့ကိုဖမ်းနိုင်ခဲ့လို့တော်တဲ့ကြောင်းချီးကျူးပါတယ်။သူ့ရဲ့လက်ချံဘဝကိုလည်းထောင်ထဲမှာအကုန်ဆုံးရတော့မယ်အမိုက်တစ်ခုအဖြစ်အနှိမ့်ချပြောပါတယ်။ဝမ်ဘလူရဲ့စကားတွေကြားမှာမျောသွားတဲ့ပူလေးဟာလူတွေကိုအခွင့်အရေးတစ်ခုတော့ပေးတင်ကြအောင်ထားပြောပါတယ်။သူ့အနေနဲ့လူကောင်းတွေကိုပဲကူညီခဲ့ရပါမယ်။အတွေ့အကြုံရောက်အောင်လူသိုးတွေကိုလည်းကူညီချစ်လိုတဲ့အကြောင်းပြောပါတယ်။ နောက်တော့မြို့တော်ဝင်တဲ့ရဲမှူးတားနေတဲ့ကြားကဝန်ပလူအဖွဲ့ကိုတူတော်ဝင်ယူကလူကောင်းလုပ်ပေးမယ်ဆိုပြီးလွှတ်ပေးဖို့ရာအတွက်တောင်းဆိုလိုက်ပါတော့တယ်။ဦးလေးမာမလီရဲ့ကျေးဇူးကြောင့်ထောင်ထဲရောက်တော့မဲ့ရေးကနေလူကောင်းတယောက်ဖြစ်လာရေးစီကိုဥတီသွားရတဲ့လူမျိုးချင်းများကတော့နားမလည်နိုင်အောင်ဖြစ်နေရပါတယ်။တနည်းတွေ့ကြည့်မယ်ဆိုရင်လေထောင်ထဲရောက်မှထက်စာရင်လူကောင်းတယောက်ဟန်ဆောင်ပြီးအချိန်ကျမှပဲခိုးဆိုးလူနိုင်လုံးမယ်ဆိုတာသဘောတူလိုက်ပါတယ်နောက်တနည်းမှာတော့ကြီးမားချင်ဝင်းနဲ့ချန်ဝင်းတွေကမမလီရဲ့အင်ဂျီစီကိုရောက်လာကြပါတယ် ရရဟာခန္ဓာလှပနေပြီးမမလီလှဆင်ထားတဲ့ဥက္ကခဲမီးအိမ်ကြီးကိုလည်းအသားစားငါကတင်မကြီးဆိုကထောက်အော်ပါလေအဲ့ဒါကတင်မမဟုတ်ပဲဥက္ကခဲနဲ့ပုံစံတူမီးအိမ်ဖြစ်ပြီးအသေးပုံနဲ့တူတဲ့အကြောင်းမမလီကရှင်းပြပါလေဒါပေမဲ့အသားစားငါကတော့အေဟာမတင်မကြီးလို့သာထောက်အော်နေရမို့အကုန်လုံးကလည်းအသားစားငါကိုဝိုင်းတားရပါသေးတယ်ပူလေးရဲ့လူကောင်းဖြစ်နေပထမဆုံးသင်ခန်းစာကတော့ဝေမျှခြင်းပါအကူကြီးလိုအပ်နေတဲ့သူတွေတကယ်ဒုက္ခရောက်နေတဲ့သူတွေကိုပေးကမ်းဝေမျှရမှာဖြစ်ပါတယ် ။ထားကြောင်းမွေးကိုရေခဲကြောင်းတစ်ချောင်းပေးထားပြီးငမန်းစီကိုဝင်းမြဖို့အတင်ပေးပါရယ်။ရေခဲကြောင်းကိုကြိုက်တဲ့မွေးကလည်းဘလို့မှတောင်းမခံနိုင်တော့ပဲတစ်ချောင်းလုံးကိုမျိုးချလိုက်တာမို့ငမန်းကလည်းမွေးကိုအကောင်လိုက်မျိုးချပေးလိုက်ပါရယ်။ဝင်းမြခြင်းအစ်စ်မှာအစ်စ်မပြေတာမို့ပုံပုံရိုးရှင်းတဲ့အကူအညီပေးခြင်းဆိုတဲ့သင်ခန်းစာကိုအတင်ပေးပါရယ်။ဝင်းပလွေကိုအဖေါ့နေရာကနေတရုတ်ဆောင်ခိုင်းပြီးတော့အသားစားငါးကအကူအညီပေးလမ်းကူးပေးရမှာပါ။ဒါပေမဲ့အသားစားငါးကလည်းသူ့ကောင်တွေနဲ့ပဲတော်ကီဖုန်နေရာမို့ဝင်းပလွေကိုကားတိုက်သွားပြန်ပါရယ်။နောက်ဆုံးသင်ခန်းစာကတော့ကဲတင်ခြင်းပါ။ အပြင်မောရောက်နေတဲ့အကြောင်းလေးကိုမြင်ရရင်ဘာလို့မှလဲဆိုတာမေးတော့ကြိုက်မယ်တတ်မယ်ရိုက်ချမယ်စ조사မယ်အစားရှိသဖြင့်စိတ်ထဲရှိရာတွေကိုဩကြပါတယ် ။ဒါကြောင့်မမလီကလည်းမင်းတို့ကဲရမှာကွာဆိုကာထောက်អော်ရပါသေးတယ်။လူစုကြီး9កောင်ကလည်းចောင်းမသာសិលាកាសန်းဆိုကာဝိုင်းអော်တာမို့ចောင်းကសិមလာတဲ့အပြင်အမြင့်ထီတောင်ရောက်သွားခဲ့ပါတယ်။အသားစား9ကလည်းလူသက်ကြီးလောက်ကအပင်ပေါ်ထိတက်ပြီးတော့ဒီမှာမင်းအဖေဆိုကာသွားអော်တာမို့အကုန်လုံးကဝယုံသုံးကတွေဖြစ်ကုန်ပါတော့တယ်။ဒီလူကောင်တွေကသာဒီလူလုံးနေရင်တော့လူကောင်ပြဖို့ကြာနေမှာမို့မင်းတို့ကျွမ်းကျင်တဲ့ခိုးဆိုးလုံးနိုင်နည်းနဲ့ပဲကူညီပေးဖို့ရာပြောရပါတော့တယ်။ဒီလိုမျိုးလေးမှာသိပ္ပံစမ်းသက်ချက်တွေအတွက်အပြစ်မရှိတဲ့ပူပေါင်းနှစ်သိန်းကျော်ဟာဖမ်းခံထားရပါတယ်။ဒါကြောင့်လူစုကြီးများဖွဲ့ကပဲအ ထဲကိုဝင်ကပူးတွေကိုကယ်ပေးဖို့ရအတွက်တာဝန်ပေးခံရပါတယ်။ငါးကောင်သားကလည်းမမလီဆင်ပေးတဲ့ချစ်စရာဝတ်စုံလေးတွေနဲ့အဆောက်အအုံတွေကိုဖောက်ဝင်ကြပါတယ်။ ငွေကတော့ပူးတွေကိုစားဖို့ရအတွက်ဆေးရထက်တန်နေတာမို့ကျိုးလို့တယ်ဆိုတော့သူကိုယ်တိုင်ကျိုးနေရကနေအကူအညီပေးပါတယ်ငမန်းကလည်းသိပ္ပံပညာရှင်ရဲ့အဖေလိုရုပ်ဖြက်ကအာယုံလွှဲနေတာမို့ငါးကောင်သားကလည်းအထဲကိုရောက်လာပါတယ်။တက်ကြွနေတဲ့မွေကပဲပူးတွေရှိတဲ့ခန်းစီကိုဖောက်ဝင်သွားပါတယ်။နောက်တော့ရှိသမျှပူးတိုင်းကိုမျိုးချထားတဲ့မွေကြောင့်သူတို့ကိုကယ်ရမှာမို့ပြန်ထုတ်ပေးဖို့ရအတွက်ပြောရပါတယ်။မွေကလည်းပြောစကားနားမထောင်တာကြောင့်ဝမ်မလွေကပဲတာဝန်ယူကမွေပိုက်ထဲကပူးတွေကိုတနက်ဖြစ်တယ်လို့ပြန်ထုတ်ပေးရပါတယ်။အဲ့ဒီအချိန်မှာပဲပင်မတကားကလည်းပွန့်သွားပြီမို့လူတွေ ဟာပူးတွေကိုခိုးယူနေပါတယ်ဆိုပြီးအထင်လွဲသွားပါတော့တယ်။ဒီကိစ္စကြောင့်ပဲမြို့တော်ဝင်ကလည်းပိုင်းတဲ့ကျိုးကြောင့်မို့ဖောက်ထွန်းခိုးယူမှုရန်မူတိုက်ခိုက်မှုတွေအတွက်ရဲမှုကိုဖန်ခိုင်းမယ်ဆိုတာသာပြောပါတယ်။ ဒါကြောင့်ဝင်ပလူကလည်းသူတို့ကောင်းတဲ့လုပ်ရက်ကိုမကောင်းတဲ့အနည်းနဲ့လုပ်ခဲ့တာဖြစ်ပြီးတောင်းပန်တဲ့အကြောင်းတော်ခီချွေပါတယ်။ဒါဆိုရင်လူသူကြီးတွေဆိုပေမဲ့လည်းအခုတော့လူကောင်းတွေလိုဖြစ်နေပြီမို့ရဲမိုးကြီးကိုမခေါ်ဖို့ရအတွက်တောင်းပန်နေရပါတယ်။လူတော်ဝင်ဒိုင်ယန်ကလည်းလူကောင်းတယောက်အဖြစ်ရှင်တန်ဖို့နဲ့ရှင်တို့ကိုကျမယုံနေပေးပါမယ်ဆိုကာဝင်ပလူကိုလူကောင်းတယောက်ဖြစ်လာဖို့အတွက်တွန်းအားပေးသွားခဲ့ပါတယ်။အဲ့ဒီညမှာတော့ဝင်းပလွေဟာမအိတ်နိုင်ပဲလူကောင်းပဲလုပ်ရမလားတငယ်ချင်းတွေနဲ့အတူလူသိုးပဲလုပ်ရမလားဆိုတာအတူဝင်နေခဲ့ပါလေ ဲ့ဒီနောက်တော့အရင်နေ့တည်းကသစ်ပင်ပေါ်ကနေမစင်းနိုင်သေးတဲ့ကြောင်လေးကိုသွားခဲ့ပါတယ်။ဘဝမှာပထမဦးဆုံးကောင်းတဲ့လှုပ်ကိုလှုပ်ပြီးကြောင်လေးကိုခဲလာခဲ့တာမို့အဖွဲသားတွေကလည်းအံ့ဩနေပါတယ်။ ဒီမြင်ကွန်းတွေအားလုံးကိုလည်းမမလီကလိုက်ခိုးလွှင့်နေတာမို့ဝမ်ပလွေဟာလူကောင်းဖြစ်သွားပြီဆိုတာပြန့်နှံ့သွားပါတယ်။မမလီကတော့ဝမ်ပလွေတကောင်တည်းကိုပဲခေါ်ကာမင်းကလူကောင်းဖြစ်နိုင်တာမို့အမိုက်ထုတ်တွေကိုထားခဲ့ပြီးဘဝကိုရှောက်လန်းဖို့ရအတွက်ပြောပါတယ်။မွေကလည်းမမလီနဲ့ဝမ်ပလွေတို့ရဲ့စကားတွေကိုနဆွန်နှပြချားနေရပေမဲ့မွေမွေချင်းချင်းမြင်တာမို့တန်တရားဝင်လာပါတယ်။ညဘက်မှာတော့အိမ်မပြောတဲ့မွေဟာမင်းလူကောင်းဖြစ်သွားပြီလားဆိုတာဝမ်ပလွေကိုမေးပါတယ်။ထွေးဟဖြစ်နေတဲ့ဝမ်ပလွေကလည်းငါကလူကောင်းဖြစ်ချင်အောင်ဆောင်ပြီးရွှေလေးပံကိုခိုးဖို့ဆိုတာမွေကိုစိတ်ချနေအောင်ပြောလိုက်ရပါတယ်။ ်နောက်တစ်နေ့မှာတော့ပထမဆုံးအနေနဲ့ဥက္ကခဲကိုပြသထားပြီးမမလီကောင်းမှုပွဲကိုကျင်းပပါတယ်လူသူကြီးများဖွဲ့ကလည်းလူကောင်းတွေဖြစ်သွားပြီးမို့ရွှေလင်းပိုင်စုတစိတ်ကိုမမလီထံပေးအပ်မဲ့ပွဲပါဒီပွဲမှာမမလီကိုပေးမဲ့ရွှေလင်းပိုင်စုတစိတ်ကိုတော့ဝင်းပလွေတို့ကအတူနဲ့အစ်စ်ကိုလဲပြီးခိုးมาဖြစ်ပါတယ်ဘယ်ကောင်ကဘလို့လို့ဘယ်ကောင်ကဘဲတာဝင်းကိုယူဆိုကဝင်းပလွေကအကြံထုတ်ပေးပြီးတဲ့နောက်မှာတော့ပွဲစီကိုခက်တီတီပဲရောက်လာခဲ့ကြပါတယ် ပူလေးမာမလေးကတော့ဒီပွဲဟာသူ့ရဲ့ပွဲဆိုပေမဲ့မင်းတို့ကိုပဲလူတွေကအာယုံစိုက်မှာမို့ကောင်းကောင်းနေဖို့ရအတွက်မှာနေရပါတယ်ဒီပွဲဟာရံပုံငွေပွဲဖြစ်တာနဲ့အညီပွဲလာတဲ့သူတွေစီကနေလည်းအလှငွေကောက်ခံပါတယ် ပွဲတဲကိုရောက်လာနေမွေဟာသူ့ရဲ့တာဝန်တိုင်းရဲမွေရဲ့တစ်တာတွေကစာအိတ်ကိုခိုးဖက်ရမှာပါအဲ့ဒီစာအိတ်ထဲမှာလဲရွှေလင်းမိုင်စုတစိုက်ရဲ့တစ်တာကိုဖွင့်နိုင်တဲ့ပတ်စကုတ်တွေရှိနေလို့ပါဒါပေမဲ့စီစဉ်ထားတာတွေကအလွယ်တကူဖြစ်မနေပဲတစ်တာကိုဖွင့်ပြီးစာအိတ်ကိုယူနေတော့မှာပဲရဲမှုကတစ်တာကိုပြန်ပေးလိုက်တာမို့အမိညာခဲ့ရပါတယ်ရဲမှုကလည်းလူသိုးကြီးတွေကိုမျက်ကြည့်မပြတ်ကြည့်နေရင် မွေကိုအေးအေးကွက်ထင်တဲ့ကောက်ကင်နေပြီးမို့အကုန်လုံးကတိုင်ပတ်ကုန်ကြပါလေမွေဆိုတာသာတိသွားရင် တိုင်ပတ်ပြီးမို့ဒုက္ခရောက်ခံနေမှာပဲအသားစားငါကစင်ပေါ်ကနေအကျယ်ကြီးထောက်ဩပါ ါတယ်။အဲ့ဒီတော့မှရဲမှုကအယုံလွဲသွားပြီးအသားစားငါးရဲ့ဖြောပြမှုကိုလူတွေကလည်းအားပေးကုန်ကြပါတယ်။မွေးကလည်းပတ်စကော့1.35ဆိုတာကိုရခဲ့ပြီးမို့ဝင်ပလွေကလည်းမြို့တော်ဝင်လေးနဲ့တွဲကနေခဲ့ပါတယ်။လူစုချင်းများဖွဲ့ရဲ့ဖြောပြမှုကြောင့်ရန်ပုံငွေအလူခန္ဓာကလည်းဒေါ်လာ1မီလီယံနီးပါးထိကိုရလာခဲ့ပါတယ်။တချင်းကြောင့်ရဲမှုကြီးပါဝင်ကားရသည့်ထိကိုစီမျောသွားခဲ့ကြပြီးနောက်ဆုံးမှာတော့စုပေးဖို့ဖြစ်လာခဲ့ပါတယ်။အစီအစဉ်အရစုပေးနေတော့ဝင်ပလွေဟာတော်ကီချုပ်ပြီးမီးတွေကိုပိတ်ကအတူးနဲ့စစ်ကိုလဲကြမှာပါ။ ဒါပေမဲ့ဝင်းပလီဟာလူကောင်းဖြစ်ရတာကိုသဘောတွေ့လာပြီးလူတွေလေးစားတာချစ်ခင်တာကိုသဘောကျလာခဲ့ပါတယ်။ ဒါကြောင့်မဲမိရီကိုမပိတ်ဖြစ်တော့ပဲမာမလီရဲ့စုတစိကိုကိုယ်တိုင်ချင်းမြင့်ပေးလိုက်ပါတယ်။အကုန်လုံးကလည်းနားမလည်နိုင်အောင်ဖြစ်နေရတော့မှပဲမိကပြတ်သွားခဲ့ပြီးစုတစိပါမသွားပြင်မဲ့ဥက္ကာခဲကြီးဟာပျောက်သွားခဲ့ပါတယ်။အစီအစဉ်ရအကုန်လုံးခိုးပြီးရင်ဆောက်ယူတွေဟာဟာဆိုတဲ့စာတန်းကိုပင်ကူမားကရေးထားတာမို့ဥက္ကာခဲခိုးတယ်ဆိုကဆွဆွဲခံရပါတယ်။ဒါကြောင့်လူသိုးကြီးတွေလည်းဒုတိယတစ်ခါဖမ်းခံလိုက်ရပါတော့တယ်။သူတို့မကျူးလွန်တဲ့အမှုအတွက်ဖမ်းခံလိုက်ရတဲ့လူသိုးကြီးတွေစီကိုတော့မာမလီကရောက်လာခဲ့ပါတယ်။သူတို့ကိုလာခဲ့တယ်လို့ထင်တာပြင်မဲ့တကယ်တော့အဖြစ်မှန်တွေကိုလာပြောခဲ့ တာပါတကယ်တမ်းမှာတော့ဝင်းပလီကူညီပေးခဲ့တဲ့အဖွားဟိုကြီးကဆက်လို့ကိစ္စတော်တော်များများကိုမာမလီကချိုးတင်ကြံစီထားတာပါအခုပြောက်သွားတဲ့ဥက္ကာခဲကြီးကိုလည်းသူခိုးယူသွားပြီဖြစ်ပြီးဒါရီဟာလူကောင်းဖြစ်ချင်တဲ့ဝင်းပလီကြောင့်ဆိုကကြောက်ချပါတယ်ပူရကောင်ကဘာလို့ဥပ္ပါခဲကိုလိုချင်တာလဲဆိုရင်ထိုဥပ္ပါခဲထဲမှာလျှက်စက်တန်လိုက်တဲ့တွေရှိနေပြီးစိတ်ထိန်ချုပ်လို့ရသည့်အထိကိုဆွမ်းအမြင်ပါတယ်။ဤပညာကိုအသုံးချကကဘာပေါ်မှာအကြီးမားဆုံးဓမြမှုတွေကိုလုတ်ကင်မှာပါ။တန်တရာရှိနေတဲ့မွေကလည်းဒီကိစ္စတွေဖြစ်လာတာဟာဝင်းပလွေကြောင့်ဆိုတဲ့ဇကားကိုယုံသွားပြီးဝင်းပလွေကိုအခြေတင်ဖြစ်ပါတယ်။သူတို့ ယုံကြည်ထားတဲ့မာမလီဟာတခိုးတယောက်ဖြစ်နေတာမို့ဒေါသထွက်ပြီးရန်လိုနေတဲ့ဝင်ပလီကိုလည်းလူတွေဟာမြင်တွေ့သွားကြပါတယ်။မာမလီပန်းနုတွေးလိုက်တာမို့ဒီတစ်ခါမှတော့လူသူကြီးများဖွဲ့ဟာမချိုးလို့နဲ့ပြစ်မှုအတွက်တကယ်ထောင်ကျသွားခဲ့ပါတယ်။တစ်ခါကမျိုးတော်ဝင်းကလည်းဝင်ပလီပေးခဲ့တဲ့မြေပုံတိုင်းလူသူကြီးများရဲ့စခန်းစီကိုတွားရောက်ရှာဖွေပါတယ်။ဝင်ပလီတို့ကတော့ပူရကောင်ကောက်ချက်တော်ကိုခံလိုက်ရပြီးအဆိုးဆုံးထောင်စီကိုရောက်လာခဲ့ပါတယ်။ရွှေလင်းမိုင်စုတစိတ်ကိုခြံစီထားသလိုခိုးလို့ရပါပေမဲ့မိမပိတ်ခဲ့တဲ့ဝင်ပလီကိုလည်းအားလုံးကတန်လျောက်ဝင်လာပါတယ်။လူကောင်းတယောက်ဖြစ်နေတာနဲ့သူများရဲ့ကြောက်ရတာကိုခံခဲ့ရတဲ့ အပေါ်မချိနိုင်ကြတာပါဝမ်ဘလူးကတော့ငါတို့ပိုကောင်းတဲ့ဘွားကိုရမယ်ထင်လို့ဆိုကဖြောင်းချက်ပေးပေမဲ့ရွှေရည်ငွေတွေတောင်းလို့ပုံနေတဲ့သူတို့ရဲ့ဘွားကိုဖျက်ဆီးခဲ့တယ်ဆိုကမွေကပြဿနာရှာပါတယ်လူကောင်းဖြစ်ချင်တာနဲ့ပဲငါတို့ကိုဆက်ဆွယ်ဖျက်ဖို့ပူပြောသမျှကိုလိုက်လို့ရလားဆိုကအထင်လွဲပြန်ပါတယ်ပြဿနာတွေကရှင်းလေရှုပ်လေဖြစ်လာတဲ့ဝမ်ဘလူးကိုလည်းလူကောင်းဖြစ်ဖို့ဆိုရင်ငါတို့ကိုလည်းခြံခဲမှာမလားဆိုကမွေကမေးပါတယ်ဆစ်ရှုပ်လာတဲ့ဝမ်ဘလူးကလည်းအေးဟုတ်တယ်ဆိုကအခြေအတင်တွေထပြောတာမို့မွေနဲ့နပန်းလုံးကြပါတော့တယ်အဲ့ဒီအချိန်မှာပဲမျက်နှာဖုံးဆွထားတဲ့လူတယောက်ဟာအဆောက်တွေကိုထိုးချိတ်ကဝမ်ဘလူးတို့ကို လာခဲ့ပါတယ်။အဆောင်နဲ့တင်းကျပ်ပြီးအန်ဒီရဲ့မြားရဲထောင်ကနေငါးကောင်လုံးကိုအန်ဒီရဲ့ကင်းကင်းနဲ့ခေလာတာကတော့မြို့တော်ဝင်ဒိုင်ယန်ပါ။ဒီကိစ္စမှာတန်တရားဝင်စရာလေးတွေရှိတာမို့လိုက်လံစုံစမ်းရင်းနဲ့မာမလီရဲ့အမှုတွေကိုသိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အရာရာနောက်မချခဲ့မာမလီကိုတားဖို့ရအတွက်လူစိုးကြီးများအဖွဲ့ကိုလာခဲ့ခဲ့တာပါ။ကန်းကြီးကိုရောက်တဲ့အခါမှာတော့ဒီကိစ္စကိုဖြေရှင်းပြီးဘူးကိုရဲလက်အဖို့ဝန်မလွေကပြောပါလေ။လူကောင်းတယောက်ဖြစ်ဖို့ဆိုရင်တေးတူရှင်းမကွာတငယ်ချင်းတွေကိုတော့ခြံခဲ့မယ်ဆိုတဲ့စကားကြောင့်မွေးရအဖွဲ့တွေကနှုတ်ထွက်သွားပါလေ။ ဝင်းပလူဟာဘလိုပဲချော့ချော့သူခင်ရဆုံးဘောဒါဟာစတင်လန်းခွဲသွားခဲ့ပါပြီဒီစကားကြောင့်ပဲအသားစားကပင်းကူနိုင်ငံမန်းတို့ကပါဝင်းပလူကိုကြောက်ခိုင်းခဲ့ကြပါတယ်ဒါကြောင့်ဝင်းပလူကလည်းမြို့တော်ဝင်နဲ့လိုက်လာခဲ့ရပြီးလမ်းတစ်လျှောက်လုံးနဲ့စိတ်တွေကအဆင်မပြေပဲနောင်တတွေသာရနေခဲ့ရပါတယ်ဘက်ကမာမလီကလည်းဥက္ကခဲကိုရသွားပြီးမို့သူ့ရဲ့အကြံစီတိုင်းပူးတွေရဲ့စိတ်ကိုထိန်းချုပ်ကဓမြမှုကြီးကိုစတင်လာပါတော့တယ်တကယ်တော့မြို့တော်ဝင်တိုင်းရဟာတချင်ကတခိုးတယောက်ဖြစ်ခဲ့ပြီးရွှေလင်းမိုင်ဆုတစိတ်ကိုလည်းအောင်မြင်စွာခိုးယူခဲ့မှုပါတယ် ဒါပေမဲ့စုတစိတ်တွေတံမိုးကြီးပစ္စည်းတွေဟာခိုးယူနေုံနဲ့တံမိုးရှိမှာပဲတကယ်ထိုက်တန်မှာဒါတံမိုးရှိမှာဖြစ်တဲ့အကြောင်းနားလည်လာခဲ့ပါတယ်။အဲဒီနောက်တော့သူ့ရဲ့ Christian Paul ဆိုတဲ့အတိတ်ကိုဖုံးကွယ်ကမြို့တော်ဝင်အဖြစ်နဲ့လူသားချုပ်ပြုလုပ်ငန်းတွေကိုစတင်လုပ်ကင်ခဲ့တာပါ။နေ့ရက်တငယ်ချင်းတွေကလည်းဘော်ဒါကောင်းနေမှရင်နေ့ရက်စေတနာအမှားတွေကိုနားလည်လာမှာပါဆိုကအားပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့မြို့တော်ဝင်ရဲ့လှုပ်ရခန်းလေးကိုဝင်းပလွေကိုပြပါတယ်။ခိုးဆိုးလူနိုင်လှုပ်ဖို့အတွက်ပစ္စည်းတော်တော်စုံနေခဲ့ပြီးကိုယ်ပိုင် hacking ချို့တူပါရှိနေခဲ့တာပါ။ အဆိုပါဂျိုဒုကနေတဆင့်မမလီကိုထောက်လန်းကဖမ်းဖို့အတွက်ပြင်ဆင်ကြပါတော့တယ်။တဖက်ကမွေရိုးဖွဲကလည်းသူ့ရဲ့စခန်းစီကိုရောက်လာခဲ့ပေမဲ့ဘာယဒနာပစ္စည်းဘာငွေမှမရှိတော့ပါဘူး။အစတည်းကမှအထင်လွမ်းနေတဲ့ဝမ်ဘလွေကပဲယူသွားတယ်ဆိုကအားလုံးကဆွဆွဲကြပါတယ်။အဲ့ဒီနောက်တော့ရေကဲတရာထဲမှာရေကဲချောင်းတစ်ချောင်းရှိနေခဲ့ပြီးမွေကစတွေ့ပါတယ်။ ။ငမန်းကတော့သူတို့လိုဝရမ်းပြေးတွေဟာတုံးစရာငွေလည်းမရှိ၊စားစရာလည်းမရှိဘူးဆိုတာအောင်ကိုနေရမို့မွေးကပဲရေခဲကြောင်းကိုတွားချွေးလိုက်ပါလေ။အမြဲတမ်းတကူကောင်းဆန်ပြီးအချင်းရုပ်တက်တဲ့မွေပွေးဟာဝေးမြခြင်းဆိုတဲ့အရာကိုလှုပ်လိုက်တာမို့အားလုံးကအံ့ဩနေကြပါလေ။အဲ့ဒါဆိုရင်ဝင်ပလေလောက်တာတွေကအမှန်ရောမဖြစ်နိုင်ဘူးလားဆိုတာဝိုင်းပြောကြတာမို့မွေကတော့ထအော်ရပါတယ် လူသိုးတွေဟာတဘောဝလုံးလူသိုးဖြစ်ရမှာဖြစ်ပြီးငါတို့ကလူသိုးတွေလို့သာအော်သွားခဲ့ပါလေ။တစ်ဖက်ကပူးကောင်လေးတွေကလည်းမမလီထင်းချုပ်ထားတာမို့ရံပုံငွေပွဲကရတဲ့ငွေတွေကိုသွားခိုးကြပါလေ။ကလေးစိယုံတွေ၊ကျောင်းတွေ၊ပရဟိတအသင်းတွေအတွက်လာပိုးတဲ့ငွေတွေကိုခိုးယူပြီးပြေးကြပါလေ။ လူတော်ဝင်တဲ့ဝင်းဘလူးကလည်းမမလီရဲ့အိမ်ထဲကိုဝင်ရောက်ကဥက္ကခဲကိုပြန်ခိုးဖို့အတွက်စူးစမ်းကြပါလေ။တရင်အတိတ်ကနဲ့တက်တဲ့ပစ္စည်းတွေရှိနေတာကိုရဲတွေကိုအကြောင်းမကြားတာကတော့ဒီသက်ကရဲ့ဟာခွက်လို့ပြောရပါမယ်။ရွှေလင်းမိုင်စုတစိတ်ကလည်းဒီတိုင်းကြီးချထားတာမို့ဒါကထောင်ချောက်လာမသိဘူးဆိုကဝင်းဘလူးကသွားကင်ကြည့်ပါလေ။ဒါကြောင့်ပဲနှစ်ကောင်သားကတက်ကင်တာကိုခံလိုက်ရပြီးမမလီဖမ်းတော့ကိုပါခံလိုက်ရပါတော့တယ်။လူတော်ဝင်ရဲ့အိတ်ထဲကစိန်နှုံးကြောင့်မမလီကလည်းမြို့တော်ဝင်ဟာခရစ်စတန်ပေါ်ဆိုတဲ့ရာဇဝင်တစ်ခုမှဆိုတာကိုသိသွားပါလေ။သူတို့လိုဖမ်းနိုင်တာကလည်းအသွင်းသတင်းပေးတဲ့သူရှိလို့ဆိုက မွေကိုထုတ်ပြပါတယ် ။ငွေကတော့သူတို့ရဲ့ပစ္စည်းတွေအားလုံးကိုဝင်းပလွေနဲ့မြို့တော်ဝင်ယူသွားတယ်ဆိုတာထင်နေတာမဟုတ်လက်စားချေတာပါ။အကျိုးတူပူပေါင်းလိုက်တဲ့မာမလီနဲ့ငွေကလည်းစိတ်ထိန်ချုပ်ထားတဲ့ဆက်ကိုငွေစီကိုခဏပေးထားလိုက်ပါရင်အဲ့ဒီတော့မြို့တော်ဝင်တဲ့ဝင်းပလီကိုအဆုံးသတ်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲအသားစားငါရဲ့အင်းငွေတွေနဲ့တူငမန်းနဲ့ပင့်ကူတို့ကလာခဲ့ကြပါတယ်။ဝင်းပလီဟာမှန်တယ်လို့ထင်တာကြောင့်လာခဲ့တာဖြစ်ပြီးအခုတော့လေးကောင်သားကလည်းပြန်လဲပေါင်းစည်းသွားကြပါတယ်။အခုနဲ့မွေတို့စီကနေဥက္ကခဲကိုလည်းပြန်လဲခိုးယူနိုင်လိုက်ပြီးကြောင်လေးကိုပါလမ်းကြုံခေါ်လာခဲ့ပါတယ်။အဲ့ဒီနောက်တော့ဥက္ကခဲလည်းရပြီမို့ အရာရာဆင်ပြေနေပြီလို့ထင်ပေမဲ့စိတ်ထင်ချုပ်ခံထားရတဲ့ပူတွေဟာငွေတွေကိုတဲဆောင်နေရကိုမြင်လိုက်ရပါတယ်။ဒါကြောင့်အဲ့ဒီပူမသားတွေကိုတားဖို့ရအတွက်ဝင်းပလီတို့ကစတင်လှုံ့ဆော်ရပါတော့တယ်။ပူတွေမောင်းလာတဲ့ကားတွေကိုအဝေးထင်းချစ်ပြားလူတွေနဲ့ကတ်နိုင်ရင်ပင်းကူမကဟက်လို့ရပါပြီ။ဒါကြောင့်ကားမောင်းကျွမ်းကျင်တဲ့ဝင်းပလီကလည်းအနားကိုကတ်ပေးပေမဲ့ပူတွေရဲ့ကားကပုံများနေတာကြောင့်လမ်းကြောင်းတွေခွဲမောင်းသွားကြပါတယ်။ဒိုင်ယန်ကလည်းပင်းကူမကိုခေါ်ကသူ့ရဲ့ဆိုင်ကင်းနဲ့တူလိုက်ခဲကြပါတယ်။လူစုခွဲပြီးချစ်ပြားလူတွေကိုပူတွေရဲ့ကားမှာကတ်ပေးနေလိုက်တာမဟုတ်အလွယ်တကူထင်းချုပ်ကနေရာမှန်တွေစီကိုပို့ဆောင်နိုင်လိုက်ပါတယ်။ ီလိုကောင်းတဲ့လုပ်ရက်တွေကြောင့်မြို့တော်ဝင်ကလည်းရေမှူးကြီးစီကိုသွားကဝရမ်းကလှုပ်ပေးဖို့ရအတွက်ဝန်ပြည်တွေဥက္ကခဲယူလာမဲ့ချိန်ကိုလာပြောပါလေ။ဒါပေမဲ့လူသူကြီးများအဖွဲ့ကတော့သူတို့ရဲ့ဘော်ဒါမွေမပါပဲလူကောင်းမလှုပ်ချင်ဘူးဆိုကမွေကိုသွားခေါ်ပါလေ။ သူတို့ရဲ့ကားနောက်မှာလည်းထောင်ထဲချီတဲ့ပူးတွေကလိုက်လာနေပြီမို့ကားကိုအစွမ်းကုန်မောင်းနေရပါလိမ့်ငွေကတော့အဲ့ဒီဘဲကကားမောင်းကျွမ်းတာမို့ပူးတွေနဲ့ကလုတ်ဖြစ်မှာမဟုတ်ပဲငါနဲ့မျှားကြည့်ပါလားဆိုကအကြံပေးလိုက်ပါလိမ့်အောက်ကခဲနေမွေတဲလဲမယ်ဆိုတဲ့ဘူးကြောင့်ဝင်းပလွေတို့ကလည်းလက်ခံလိုက်ပြီးငွေကိုတော့လေယာဉ်မှာတွဲလောင်းချထားပါလိမ့်အရှိတက်တက်မှာလည်းတရားပြက်ကြီးကရှိနေတာမို့အချိန်မစွဲကျင်တော့တဲ့မာမလီကလည်းငွေကိုကန်ချပစ်လိုက်တာကြောင့်အောက်ကခဲကိုလက်လွတ်ကဝင်းပလွေကငွေကိုကယ်ရပါလိမ့်ကြကြနေတဲ့တရားကြောင့်ဘလို့ပဲယူတယ်လို့ပြောပြောတချိန်တော့နားလဲပေးပါဆိုကပူးတွေရဲ့အပေါ်ကနေဖြတ်မောင်းကငွေကို ခဲ့ပါတယ်။အသက်နဲ့တောင်လည်းပြီးသူ့ကိုလာခဲ့တဲ့ဘော်ဒါတွေကြောင့်မွေးကလည်းအမြင်မှန်ရသွားပြီးအမှန်တွေကိုမြင်လာခဲ့ပါလို့တယ်။ဒါပေမဲ့ပြုတ်ကျနေတဲ့အချိန်ကြောင့်သူတို့တည်ပြီးလို့ထင်ထားပေမဲ့လည်းဒီတစ်ခါမှတော့ကျိုးတနက်ကလုဖြစ်သွားခဲ့ပါတယ်။ချိုးကလည်းတဆင့်ခဲရခဲဆင်တက်ပြီးကမှထိမရဲမှုကြီးကချိုးဆောင်နေတာမို့တိုင်ပတ်ပြန်ပါတယ်သူတို့ဝင်ကလည်းသူတို့ကအောက်ကခဲကိုခိုးတာမဟုတ်ပဲပြန်ယူလာပေးတာပါလို့ရှင်းပြပေမဲ့ရဲမှုကတော့မယုံပါဘူးမြို့တော်ဝင်ကပါတန်တရားတွေဝင်လာနေပြီမို့ဝင်းပလီတို့ကပဲကြားကနေဖမ်းခံလိုက်ပါတယ် ။ဒီအမှုကိုသူတို့မကျွလုံမဲ့မဲ့လေတခြားအမှုပေါင်း16000ကိုကျွလုံခဲ့တာမို့အသာတကြီးဖန်ခံလိုက်ပါတယ်။ဥက္ကခဲကဘယ်မှာလဲဆိုကားတနေ့တော့ပပါရာစီတွေကလည်းရောက်လာပြီးလေရင်ပြက်နေတဲ့ပူကိုတွေ့ကြပါတယ်။ပူဟာဥက္ကခဲနဲ့အတူရှိနေတာမို့ဥက္ကခဲကိုပြန်ယူလာပေးတဲ့သူဆိုကအားလုံးကဝိုင်းပြီးကျေးဇူးတင်ကြပါတယ်။ ချိုလဲနေတော့မှာရောထိုင်နေတဲ့ပူးကလည်းသူ့ဘလိုခရခက်စင်ပြန်ယူလာခဲ့ရတဲ့အကြောင်းတွေကိုအားချောင်းပါတော့တယ်။ဒါပေမဲ့ဥက္ကခဲကအစ်မဟုတ်ပဲမိရင်ကြီးဖြစ်နေတာမို့အကုန်လုံးကလည်းအံ့ဩကုန်ကြပါတယ်။ရှင်းတဲ့အတူကိုလဲလိုက်တာကတော့မွေးဖြစ်ပြီးကိစ္စတွေအားလုံးကိုစီစဉ်ခဲ့တာပါ။ဝင်ပလင်မှန်တယ်လို့ထင်လာပြီးတဲ့နောက်ပူးကိုယုံသွန်းကစိတ်ထင်းချုပ်တဲ့စက်ကိုခဏခါတုန်းလဲလိုက်တာဖြစ်ပါတယ်။အခုတော့အပူလွန်ကဲမှုကြောင့်ပဲမမလီရဲ့အိမ်ထဲမှာပဲဥက္ကခဲဟာပောက်ကွဲသွားပါတော့တယ်။ ။ဥက္ကခဲပောက်ကွဲသွားတဲ့အချိန်ကြောင့်ရွှေလင်းမိုင်ဆူးတဲ့တဲ့လေးဟာလွန့်ထွက်လာပြီးမမလီပေါ်ကိုပြုတ်ကြပါလေ။ဒါကြောင့်မြို့တော်ဝင်စီကနေယူထားတဲ့စိန်လေးကပါလွန့်ဆင်လာပြီးရဲမှုကမိသွားခဲ့ပါလေ။မမလီကိုလည်းခရစ်စတန်ပေါ်ဆိုကထင်သွားတာမို့ခိုးမှုပေါင်းများစွာနဲ့အတူထောင်ချလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲလူသူချင်းများအဖွဲ့ကလည်းထောင်ထဲမှာသူတို့ရဲ့အပြစ်ကြွေးတွေကိုပေးဆက်ပြီးတဲ့နောက်လွတ်ရပ်ကိုရောက်လာခဲ့ပါလေ။ကောင်းတာလုပ်ခဲ့တဲ့သူတို့ကိုလူတွေအများကြီးကလာကြုံနေမယ်လို့ထင်ထားပေမဲ့ဘယ်သူကမှရောက်မလာခဲ့ပါဘူးလူကောင်းလို့ရတာကောင်းရတာဆိုတဲ့အရွယ်ဆောင်တွေကြားမှာပဲမြို့တော်ဝင်ထိုင်းရဟာရောက်လာခဲ့ပါလေ ်သူနဲ့တူကြောင်လေးပါပါလာခဲ့ပြီးလူသူကြီးတွေကလည်းလူခေါင်းတွေဖြစ်ရှင်သန်ဖို့ရအတွက်မြို့တွေကိုမောင်းလာခဲ့ကြပါတယ်ဒီနေရာလေးမှာပဲဇလန်းလေးဟာပြီးဆုံးသွားပါတော့တယ်တပတ်ခိုင်တူကလည်းထွက်နေပြီမို့နောက်ရက်တွေမှာတူကိုဆက်တင်ပေးပါမယ် family ခိုင်းကိုလည်းမတင်ရသေးတဲ့အပိုင်းတွေဘာသာပြန်နေတာတွေကိုစောင့်နေရင်းနဲ့ဆက်လက်တင်ဆက်ပေးသွားမှာပါ VPN လေးခံကြည့်ဖို့တော့မမေ့ပါနဲ့အားလုံးကိုကျေးဇူးများအိတ်တင်ပါတယ်ကျွန်တော်ကတော့ဒေဝပါ ကျွန်တော်လက်ရှိဖွင့်နေတဲ့တင်တန်းလေးကိုထပ်မံမိတ်ဆက်ပေးကြပါမယ်။ယနေ့ခေတ်မှာကပတ်စစ်အင်ကန်တစ်ခုခုရှိမနေဘူးဆိုရင်ရက်တီဖို့ခဲရပါတယ်။ပတ်စစ်အင်ကန်ဆိုတာကတော့လုပ်တွေအများကြီးလုပ်နေစရာမလိုပဲအိတ်နေရင်တော့ငွေဝင်တာမျိုးကိုဆိုလိုတာပါ။အခုနောက်ပိုင်းမှာတော့ social media ခေတ်ကိုရောက်လာတာနဲ့အမျှငွေရှာရတာကလွယ်ကူလာပါတယ်။ personal branding မဲ့ထောင်မလား၊ video editing မဲ့လုပ်မလား၊ကျွန်တော်လိုကိုယ်ဝါသနာပါတဲ့ recap လေးတွေကို copyright လွတ်အောင် YouTube ကနေအင်ကန်တစ်ခုရအောင်ရှာမလား။အဲ့လိုလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့တင်တန်းလေးကအချိုးပြူပါလိမ့်မယ်။ဘာတွေတင်မလဲ။ဘာတွေ sharing လုပ်ပေးမလဲဆိုရင်တော့အဓိကက recap editing နည်းကိုပါကျွန်တော်တင်တဲ့ကိုလာကြွိုင်းတဲ့လူတွေထဲမှာကြောင်းတက်နေတဲ့ကလေးတွေတောင်ပါပါတယ်ကြောင်းတစ်ဖက်နဲ့ anime လေးတွေကို recap လုပ်ချင်လို့ YouTube ကနေငွေရှာချင်လို့ဆိုတဲ့ကလေးတွေဖြစ်နေပြန်ပါတယ် recap ရဲ့အဆင့်၄ဆင့်ဖြစ်တဲ့အကြည့်ရေးသွန်း edit ဆိုတဲ့၄ချက်ကိုပိုင်နိုင်အောင်ဗီဒီယိုနဲ့တကွအရှင်းပြထားတယ်ပြင်နားမလည်ရင်လည်းအချိန်မရွေးလာမေးလို့ရပါသေးတယ် subscribe ရေးနည်းအခြေခံတွေ video editing နည်းတွေ YouTube policy တွေကိုအသေးစိတ်လေ့လာရမှာပါ YouTube monetization တွေ YouTube channel တစ်ခုကိုအကင်တွင်နည်းတွေကို lifetime plan နဲ့ င်ပေးမှာဆိုတော့စိတ်ဝင်စားရင်ယခုပြထားတဲ့ Telegram user name လေးကို highlight ရုံပါပဲတင်တန်းချင်းအနေနဲ့ကတော့9000ကျပ်ပဲကြာတင်ပါမယ်လက်ရှိចောင်းတက်နေတဲ့ចောင်းသားတွေဆိုရင်တော့ဆရာခိုင်နှုန်း short သေးပေးမှာပါကျွန်တော်တင်တန်းလေးစီကိုတကယ်ချင်းတယောက်ကလာ join မှုကူညီပေးမယ်ဆိုရင်တော့30ရာခိုင်နှုန်းထိ short သေးပေးမှာဖြစ်ပါတယ်တင်တန်းကာလလေးကတော့ live time ဖြစ်တာမို့ចောင်းတစ်ဖက်နဲ့မအားရင်အောင်အားတဲ့အချိန်မှာလေးလာလို့ရမှာပါအဲ့တော့ခုအတွက်တကယ်လိုအပ်တဲ့ video editing တွေ script writing တွေအပြင် recap ကိုဘယ်လိုလုပ်ရလဲဆိုတာကိုသိကြရင်တော့အခုပဲဆက်သွယ်လိုက်ပါ